စခိုင်းမျိုး၃မျိုးအဆက်မှာတိုက်ပွဲဖြစ်ပါပြီစစ်တပ်က71ဦးသေဆုံးတဲ့တရင်ဖြစ်ပါတယ်စခိုင်းတိုင်းမျိုး၃မျိုးရဲ့အဆက်ရွှေလန်းစုံကာကိုရွာကြားမှာကမ်လူကို ပြန်လာတဲ့စစ်တပ်စစ်ကြောင်းကိုဂျာဖြတ်တက်ခတ်ခဲ့တာတွေလုံဆောင်နေစစ်တပ်တပ်ဖွဲ့ဝင်တွေတိုက်ဆုံးခဲ့တယ်လို့ရေဦးဘက်ကဖတ်တောင်းရှိသူတို့ကဖက်ပီကော့တရင်ဌာနကိုဒီနေ့နေ့လယ်ပိုင်းမှာပြောပါတယ်အဲ့ဒီစစ်ကြောင်းကဒဇယ်မြို့နယ် တဲကုန်းမှကမ္မလူမျိုးနဲ့ကာပိုးရွာကိုပြန်လာတဲ့အချိန်တခက်ခဲတာလို့ရေဦးပကဖကပြောပါတယ်ရေဦးပကဖတောင်းရှိသူတို့က7ရောက်တည်တယ်6ဦးတန်ရတယ်ပြန်တော့တည်သွားပြီလို့ပြောပါတယ်ဒီတိုက်ခိုက်မှုကို30မျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖပုံစစ်ကြောင်းရေဦးမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ရေဦးပကဖလေယုံတပ်ဖွဲ့တို့ကဥပပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်